okay အားလုံးပဲမင်္ဂလာပါကျွန်တော်က first key ပါဒီနေ့မှာကျွန်တော်ကမနေ့က voting post မှာဘုံအများဆုံးဖြစ်တဲ့ matchly match and marsen နဲ့ marsen နဲ့ college lock in first game တက်လာမယ်ဆိုတော့ပြပတ်တမှာပါစိတ်ဝင်စားရဆိုရင်တော့ video လေးကိုအဆုံးထိကြည့်ပေးကြပါဦးဗျာ matchly match and marsen ခြေပွဲတွေရောမခြေပွဲတွေပါပြန်ပြီးအမှတ်ရအောင်ကျွန်တော် record အတူတူလေးလုပ်ပေးချင်ပါတယ်မော်ဆွမ်းရှိတဲ့သူတွေပဲနေထိုင်ကြတဲ့ကပိုင်းမရှိတဲ့လား match ဆိုရင်မကောင်းကောင်းလေးမှာမော်ဆွမ်းမရှိပါဘူး သူကသူ့ရဲ့ဖိုးနဲ့နေလာရင်းနဲ့မတရက်မှာအပြင်းမုံသားဝယ်တဲ့အချိန်မှာသူမောဆွမ်းမရှိလို့ဆိုတာလွယ်ရတိဝါချပါတယ်။သူတို့နေတဲ့ကဘာမှာဆိုရင်ဆွမ်းမရှိတဲ့သူဆိုရင်သူတို့ကတက်ပြစ်ကြပါတယ်။ဒါမှမဟုတ်သူတို့ဖန်လာခဲ့တဲ့ရဲမှုကသူ့ကိုအခွင့်အရေးတစ်ခုပေးလိုက်ပါတယ်။အဲ့ဒါပါလဲဆိုရင်တော့ Match ကသာ Ultimate Match Academy မှာအမြင့်ဆုံးဆုရရှိခဲ့မှာဆိုရင်တော့သူ့ရဲ့သူ့အဖိုးရဲ့အဖြစ်ကနေပြီးတော့ခင်လို့ပြမယ်လို့ပြောခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ပဲ Match ကသူ့ရဲ့သူ့အဖိုးရဲ့တက်ကိုကဲဖို့အတွက် Ultimate Match Academy ကိုတက်ပြီးတော့အမြင့်ဆုံးဆုရဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ အဲ့လိုနဲ့ပဲ match job က Aston Match Academy မှာဘလူးမွန်းတငယ်ချင်းနဲ့တွေ့ပြီးတော့ဘလူးမွန်းစွန်သားကနေကြောင်းမလဲဆိုတော့တင်ဆက်တာတာပါ Recap ကြောင့်လည်းပြောစင်းစောပြောပြသွားရဆိုရင်တော့ collab video ဆက်ပြီးတော့တွားလိုက်အောင်ပါကဟန်းကနာ definition rate point တယောက်ဖြစ်ပြီးတော့သူအရန်လည်းမြန်နေပြီအောင်မှာသူရထားချက်တွေရတယ်အရန်ကိုကျမ်းပါတယ်အခရီးကဟနာကမွန်လိချင်တဲ့အလူကန်စကင်တကောင်နဲ့ထွက်လာခဲ့မှာဆိုရင်တော့ scale effect တွေကတော်တော်ကြီးမိုင်းနေမှာပါ top အားလုံးသိရတဲ့အတိုင်းပဲ top ကတော့ mesh ရဲ့အခင်းဆုံးတဲ့ရင်းနေတဲ့တယောက်ဖြစ်ပြီးတော့ portal နေတဲ့ပုံမှာသူ့ရဲ့ဆွမ်းအားလည်းတော်တော်လေးကျန်ပါတယ်။သူ့ရဲ့ main ဆွမ်းအားတော်တော်လေးကျန်ရအောင်လို့ monitor နဲ့ filter နဲ့ color ပြင်လို့ထင်ပါတယ်။သူ့ရဲ့ main ကရိုးရတဲ့ main ဆွမ်းမှုပဲနဲ့မီးလုံးတွေနဲ့ပြလာကြအောင်လို့ filter scale ဒီမှာဆိုရင်လည်း scale factor ရတော်တော်ကြီးမိုင်းနေလောက်ပါတယ်။ Ray Ames Ray Ames က Define Dictionary အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးတော့သူကဖင်းရံကိုလည်းဖြစ်ပါတယ်။သူ့ရဲ့ match ကလည်းဓာပြနေတာတက်ခိုက်တာဖြစ်ပြီးတော့သူကတော်တော်ကြီးကိုကျန်းမာတယ်။ ရန်အမ်စ်ကိုတော့မွန်လီချန်နဲ့ဆေဗီယာနဲ့ကော်လလော့ပတ်တင်တယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုရင်တော့ဆေဗီယာစကေးဝန်းတို့အာတီမိတ်တို့နေရာမှာဒါပြန်နေတာထည့်ပေးလိုက်မယ်ဆိုရင်တော့တော်တော်ကြီးမွေးတမမလို့ပါ။မက်ရှ်ကျွန်တော်ကသလိုက်ကြော်ရင်မက်ရှ်မိုကောင်းတို့မွန်လီချန်နဲ့ပကီတိုနဲ့ကော်လလော့ပတ်တင်တယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုရင်တော့ပကီတိုရဲ့စကေးနဲ့မက်ရှ်ရဲ့တိကျချက်တွေကကိုတိကျနေရာချောင်းမလို့စကင်နာထုတ်ပေးလိုက်မယ်ဆိုရင်တော့တော်တော်ကြီးမွေးတဲ့စကင်တွေဖြစ်လာနေပါတယ်။ဆိုတော့ ဒီနေ့ဗီဒီယိုလေးအလောက်ပဲဗျအဆုံးအကြည့်ပေးကြတဲ့တယောက်ချစ်စီအောင်ကျေးဇူးအများကြီးတင်ပါတယ်အပန်းမကြည့်ဘူးဆိုရင်လည်းဗီဒီယိုလေးကို like လုပ်ပေးပြီးရော channel လေးကို subscribe လုပ်ရသေးရင်လည်း subscribe လုပ်ပေးကြဖို့တောင်းဆိုလိုက်ရပါတယ်ဗျကိုချိုင်ဆုံး match link match ရဲ့ master character ဖြစ်လို့ဆိုတော့ comment box မှာရေးပေးကြလို့ရပါတယ်ကျွန်တော်ချိုင်ဆုံး character တော့အမောကောင်း match ပါပဲ